ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ပညာရည်လေးတွေအကြောင်းပြောချင်တယ်ဗျ။ပထမဆုံးပြောချင်တာကမိတ်ဆွေတို့ရဲ့တနင်္လာဂျိုကုံကငားရုပ်အကြောင်းပါ။တနင်္လာဂျိုကုံဆိုတာလက်ဖွဲ့ဆောင်ကိုပြောတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီပုံတွေကအတိုင်းပါဗျာ။တနင်္လာဂျိုကုံအောက်မှာငားရုပ်ပါတယ်ဆိုရင်ဘလို့ကျိုးကျေးဇူးရှိလဲဆိုတော့နိုင်ငံခြားကန်ရဝေကန်ကောင်းတယ်။ခီးသွွားလုပ်ငန်းတွေကောင်းတယ်။ရေချောင်းနဲ့ပတ်သက်တဲ့အလုပ်တွေကောင်းတယ်။ ဘဝမှာလူမျိုးခြားနိုင်ငံရဲ့ခြားတွေနဲ့ဆက်ဆက်ပြီးတော့လွတ်လောက်ကြရတက်တယ်ပြောရမဆိုရင်နိုင်ငံရဲ့ခြားမှာပဲအဆင်ပြေအောင်မြင်မှုကံရှိတယ်ဆိုတော့ပြတယ်ဒီလိုလူမျိုးတွေကမိမိရဲ့ဇာတိရဲ့ရွာမှာဆိုရင်အဲ့ဒီလောက်ထိအဆင်ပြေပါမဟုတ်ဘူးဗျဒီတိုင်းပဲတော့မှာဒီလိုလူမျိုးတွေဟာစွန်စားရှာဖွေပြီးတော့ပြည်ပနိုင်ငံတွေမှာတွားရောက်လွတ်လောက်ကြမှာပေါ်အောင်ပြောင်းလဲတဲ့အထိကောင်းစားမှာဖြစ်ပါတယ်ဒီလိုမျိုးတနည်းအားဖြင့်ငါရုပ်လက္ခဏာပါ ငါးရုပ်ဆိုတဲ့နေရာမှာငါးရုပ်ဟာတင်းလက္ခဏာရဲ့ဘယ်နေရာမှာပဲပပအကောင်းကျုပ်ကိုပေးတဲ့အသင်္ကေတလို့တော့ပြောချင်ပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခု ပြောချင်ပါတယ်။ငါးရုပ်ပါသူတိုင်းအောင်ဘေးရင်ဆရာတိုင်းဤပါလက္ခဏာဆရာတိုင်းဤပါ ပြောကြသလိုသူတို့မှာပြည့်စုံမှုတွေကောင်းကျိုးတွေဒုက္ခတွေသူများထက်တာမယ်လို့တော့တထစ်ချကြီးတတ်မှတ်လို့မရဘူးဗျ။လေးလာတဲ့အချက်လက်တွေရပြောရရင် ကိုယ့်ရဲ့လဝါပြင်မှာဘလို့ပဲမြင့်မြတ်တဲ့သင်္ကေတတွေရှိရှိပါသေး။ကိုဟာယုံရင်ကြံ့တဲ့စွာဖရုတ်တဝါစာပြောသူဆဲဆိုတဲ့သူတစ်ဖက်သားကိုကြောက်ချတဲ့သူတစ်ဖက်သားနင်းနာဖို့အတွက်မကောင်းတဲ့စိတ်အကြံစီများတဲ့သူဆိုရင်ဒီလိုလက္ခဏာတွေပါသည့်တန်အောင်ကောင်းကျိုးကြီးကြီးမားမားပေးလို့မရှိဘူးဗျာ။ဒီလိုလူမျိုးဟာတကယ်တော့သူတော်ကောင်းလို့ပြောလို့ရမယ်သူတွေအများကျိုးအတွက်ဆောင်ရွက်တဲ့သူတွေ ။နောက်ပြီးတော့ဂါရဝတရားနဲ့ပြီးပြည့်စုံတဲ့သူတွေကိုသာသတိတသာအကျိုးပေးတတ်ပါလေ။နောက်ပြီးတော့အမြဲလိုလိုစိတ်လေးလံထိုင်းမနေသူတွေမှာလည်းဒီလိုသင်္ကေတကောင်တွေကအကျိုးပေးအားနဲ့တပြ။လူတယောက်ကိုကြည့်လိုက်ပါ။ပျော်ရွှင်တက်ကြွနေတာထက်အမြဲတမ်းညှဉ်းညူနေတယ်။စိတ်ကလည်းမျောနေတယ်။ဘောဟတရားအလွန်ဖြည့်စည်းနေ။သူမျက်နှာကြည့်လိုက်အမြဲတမ်းမွှင်မလန်းနေ။မျက်နှာကမှောင်နေတယ် အဲ့လိုလူမျိုးမှလည်းဘလောက်ပဲကောင်းမွန်တဲ့လက္ခဏာကြီးသူ့လက်မှာပါပါစေအကျိုးပေးအားနည်းတတ်ပါလေလက္ခဏာကောင်းဆိုတာဟာအတိတ်ကုသိုလ်ကံရဲ့ပြာရုပ်ဖြစ်ပါလေဒီကုသိုလ်အားကိုမောဟတရားကပိတ်ဆို့ဖြစ်မှာပါဒါအပြင်သူတစ်ပါးကိုကိုယ်မူရနှုတ်မူရနဲ့ဖြစ်စေသူတစ်ပါးမိသားစုပြိုကွဲအောင်လုပ်တဲ့သူတွေမှလည်းဒီလက္ခဏာကောင်းတွေပါစီကောင်းမှုအကျိုးပေးအားနည်းပါလေကိုယ့်ရဲ့လက်မှာလက္ခဏာကောင်းတွေပါနေပါလျှင်နေတဲ့ ခုပြောတဲ့အချက်တွေနဲ့တစ်ချက်ချက်ညီစွန်းနေရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်နဲ့စိတ်ဓာတ်လေးချက်ချင်းရပ်တက်လိုက်ပါ။တော်မရှိကုသူများဟာအကျိုးပေးခွင့်ရမှာဖြစ်ပါတယ်။လက္ခဏာကောင်းတွေပုံမလှမြန်စွာအကျိုးပေးလာဖို့ပြုလုပ်မဲ့အရာကတော့ဘာဝနာကုသူပါ။ဝိပဿနာအားထုတ်ခြင်းကရှေးအကုသူကံနေလွင့်စင်ပြောက်ကင်းမှုအထူးရောက်ဆုံးဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်လက်မှာ မကောင်းတဲ့လက္ခဏာလမ်းကြောင်းတွေပေါ်နေရင်တော့မှကိုဟာကောင်းမှုကုသိုလ်တွေစ조사လောက်ကရင်လည်းအဲ့ဒီလမ်းကြောင်းတွေကိုပျောက်ွယ်သွားစေနိုင်ပါလိမ့်မပျောက်ွယ်ရင်တော့မှအဲ့ဒီလမ်းကြောင်းတွေကလည်းဖြစ်လာမဲ့မကောင်းကျိုးတွေကိုရောပါအောင်မိမိအနေနဲ့လုပ်လို့ရတယ်လို့ပြောချင်ပါလိမ့်နောက်ထပ်လေ့လာမိတဲ့လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်ဒီတစ်ခေါက်ပြောချင်တာကနှလုံးလမ်းကြောင်းပြတ်တောက်မှုဖြစ်ခြင်းအကြောင်းပြောချင်ပါတယ်နှလုံးလမ်းပြတ်နေလို့ လမ်းအနေဆိုတာပြောဗျာအတင်းကလက္ခဏာမှာပါတဲ့အဓိကလမ်းမကြီးတွေကတော့ဘယ်လမ်းပြည့်ပြည့်မကောင်းပါဘူးနှလုံးလမ်းကြောင်းပြတ်နေရင်မိတ်ဆွေဟာအင်တော်ရေးအတွက်စိတ်ပူပါနေတကယ်တော့အင်တော်ရေးအတွက်ပဲစိတ်ပူစရာမလိုပါဘူးအင်တော်20ဖြစ်ရမယ်လို့လည်းသတ်မှတ်ထားလို့မရပါဘူးနှလုံးလမ်းကြောင်းမပြတ်ပဲတစ်စက်သေးပြေးနေတဲ့လက္ခဏာရှင်တချို့ဟာအင်တော်ဆက်များတာတွေလည်းရှိပါလေနှလုံးလမ်းကြောင်းပြတ်တော့မှုဟာဘာအဓိကပြလဲဆိုတော့အဓိကနှလုံးကျန်းမာရေးနဲ့ကြအဓိကကြတယ်ဗျာ အသက်ရှူမောခြင်းအသက်ရှူကျက်ခြင်းတွေဖြစ်တတ်ပါတယ်။ထိတ်တလန့်အနေရဲ့ဂျုံတွေပါကအသက်ဘေးအတွက်ပါစွန့်ရပါတယ်။ခန္ဓာကိုယ်မထိခိုက်ပဲတေကံဂျုံရနိုင်ပါတယ်။ဒီနှလုံးသားကြောင့်ပြတ်တောက်နေတဲ့နေရာဟာအသက်ပိုင်းခြားဘလောက်လဲဆိုတော့ကိုယ့်ရဲ့အသက်လမ်းနဲ့ပါချစ်ချင်ပြီးတွက်စရာမှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးနှလုံးသားကြောင့်ပြတဲ့အခါမှာနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေဖြစ်တတ်တယ်ဆိုတော့အထူးဂယုပြုပါလို့ပြောခြင်းပါတယ်။နောက်ပြီးတော့ မိတ်ဆွေဟာအသက်လမ်းကြောင်းပြတ်တယ်ဆိုရင်တော့အဲ့ဒီပြတ်တဲ့နေရာကလည်းအသက်တုံမယ်လို့ရေပုံရအဖြစ်တော့သတ်မှတ်ကြပါလိမ့်အသက်လမ်းကြောင်းပြတ်ပြီးတော့ပြန်ဆက်လာမယ်ပြန်ထွက်လာမယ်ဆိုရင်တော့အသက်တုံတယ်ပြောလို့မရပါဘူးအဲ့ဒီလိုအသက်လမ်းကြောင်းတိုးတော့ညာလည်းပဲကို့မှာအရင်အသက်လမ်းကြောင်းဘေးနားကနေအကုန်းကုန်းနဲ့ပါနေရင်လည်းအသက်တုံတယ်လို့ပြောလို့မရပါဘူးနောက်ပြီးတော့ညာလမ်းနဲ့ပတ်သက်ပြီးပြောရင်တချို့ကညာလမ်းခေါ်ဥကုံလမ်းကြောင်းကြီးပြတ်နေတာကိုဒါဟာ ဒီပညာရေးနဲ့ပတ်သက်ပြီးမထူးချွန်မှုမအောင်မြင်မှုအဲ့ဒီလိုမျိုးတွေလည်းဟောကြတာတွေရှိတယ်ဗျာတကယ်တော့အဲ့ဒီလိုမျိုးဖြစ်တာဆိုတာထက်ဒီလိုမျိုးဥကောင်းလမ်းကြောင်းကြီးပြတ်နေရင်ဥကောင်းပိုင်းဆိုင်ရာယောဂဝေဒနာတွေကိုအထူးသတိထားပါတယ်ဥကောင်းလမ်းကြောင်းပြတ်နေရင်ဥကောင်းပိုင်းထိခိုက်မိခြင်းဥကောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေကြောင့်အသက်ဆုံးရှုံးမှုဖြစ်ရခြင်းတွေလည်းရှိတတ်ပါလိမ့်နောက်ထပ် လေးလာမိတဲ့လက္ခဏာလမ်းတစ်ခုပြောခြင်းပါလိမ့် အခုတစ်ခေါက်ပြောချင်တာကဉာဏ်ပညာကြောင့်ချမ်းသာနိုင်တဲ့လက္ခဏာကြောင့်ပြောချင်ပါလေလူများမေးလေးရှိတယ်မေးခွန်းတွေရှိတယ်ဘယ်ချင်းကြော်ဝချမ်းသာနိုင်မလဲလက်ရှိဘဝမှာချမ်းသာဖို့ကံတရားရှိရလားတကယ်မေးခွန်းတွေပါနောက်ပြီးတော့တကယ်လက်တွေ့ချမ်းသာသူများ ਨੇ ပြည်တွင်းပြည်ပနိုင်ငံရှိတတိယကျွဲ့နေမှာကံတရားကောင်းလို့ကံကြမ္မာကောင်းလို့ချမ်းသာလာခြင်းတို့အပြင်သူတို့ရဲ့ပင်ကိုထက်မြက်တဲ့အရေးချင်းနဲ့ပေါင်းစပ်မှုကြောင့် သူတို့ဟာဘဝမှာကြွယ်ဝချမ်းသာလာပါတယ်။ကံမရှိဉာဏ်ရှိတိုင်းမွဲဆိုတဲ့စကားမှာမှန်ကန်ပေမဲ့ဉာဏ်မရှိရင်လည်းခိတ္တခဏသာဖြစ်ပြီးတော့ပျောက်ကွယ်သွားပါတယ်။ဒီပုံကိုကြည့်ပါ။ဒီမသားသုံးမျိုးလုံးဟာပင်ကိုဉာဏ်ထက်မြက်ထူးကျွန်းသူလို့ပြောလို့ရပါတယ်။မိတ်ဆွေရဲ့လက်ညှိုးအောင်ကြာတာပေးဂျူကောမှာကျေတင်ဂိတအထင်ရှားပါလေ။ဥကောင်းလန်းညာလန်းကြီးပေါ်မှာသရီကံလိုခြုံနေတဲ့တင်ဂိတအထင်ရှားပါလေ။ နောက်ပြီးတော့ဥကောင်းတော့ညဏ်လင်းကြီးကအခွဲခွာတွေနဲ့ဖြစ်တယ်။ဒါကိုကြည်ချင်းအဖြစ်ဒီလူဟာမိမိရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုအသုံးချပြီးတော့ကြွယ်ဝချမ်းသာမယ်လို့တထစ်ချဟောလို့ရပါလိမ့်။ဒါကြောင့်ဉာဏ်ကြောင့်ချမ်းသာတဲ့သူတွေမှာအဲ့ဒီလိုမျိုးလက်ပွန်တန်လေးပါတတ်ပါလေ။ဒီလိုမျိုးဉာဏ်ကောင်းရဲ့သားနဲ့ကိုယ်ကလည်းပညာဉာဏ်ကြောင့်ချမ်းသာနိုင်ရဲ့သားနဲ့မိမိဟာကာယလို့လုပ်နေရင်တော့ဒီလိုလူမျိုးတွေဟာကြီးပွားချမ်းသာမှာမဟုတ်ပါဘူး။ နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုလည်းပြောချင်ပါတယ်။တကယ်လို့မိတ်ဆွေရဲ့ကံလမ်းကြောင်းဟာလက်တန်းအောင်ပုလူဂျုံကုန်ကိုထင်းထင်းရှားရှားကြီးတက်သွားရင် ကြီးမားတဲ့ကြွယ်ဝချမ်းသာမှုနဲ့ငွေကြေးကန့်ကောင်းမှုကိုစင်ကဲစင်ကဲရရှိပိုင်ဆိုင်တတ်ပါလေ။တက်တော့တက်တာနဲ့ရရှိပိုင်ဆိုင်တာမျိုးကြုံပါမယ်။ဒါပေမဲ့ဖြင်းင်းနေပါမယ်။တစ်ဆက်တည်းမဖြစ်သေးဘူးဆိုရင်တော့ပင်ပန်းစွာရုန်းကန်ပြီးငွေကြေးအမြောက်အများရတာမျိုးကြုံတွေ့ရတတ်ပါလေ။ ပြီးတော့ဒီလမ်းကြောင်းပိုင်ငွေကြေးကန်ကျော်ဝချမ်းသာခြင်းကံကောင်းတယ်လို့ဝမ်ပိုက်နဲ့ပတ်သက်တဲ့ကျဲမာရဲ့အညံ့နဲ့ကြီးကြီးမားမားကြုံရတတ်ပါလေအဆိုင်ဦးလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားရတတ်ပါလေဒီလမ်းကြောင်းကိုတချို့ကတော့ကျမ်းမာရဲ့လမ်းကြောင်းလို့လည်းခေါ်တယ်ဗျဂမ္ဘီယပညာရဲ့ထူးခြားနဲ့နည်းတဲ့ပညာရှင်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုသူဖြစ်နေတော့တခြားလုပ်ငန်းဆောင်ရွက်သူတွေထက်ပိုမိုထင်ပေါ်ကျော်ကြားတဲ့သူတွေမှာအဲ့ဒီလိုမျိုးလမ်းကြောင်းပါတယ်လို့လည်းပြောကြပါလေ ောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလိမ့်မိတ်ဆွေရဲ့အသက်လမ်းကြောင်းဘေးနားမှာအခုလိုမျိုးမြင်းတို့တစ်ခုပါနေလားအဲ့ဒီလိုမျိုးမြင်းတို့တစ်ခုပါရင်မိတ်ဆွေအနေနဲ့ကောင်းပါပြီဘာကောင်းတာလဲဆိုတော့ငွေကြေးမြောက်များအစုလိုက်ပုံလိုက်ရရှိတတ်တယ်ထီပေါက်မယ်ကြောက်တူးတဲ့သူတွေကြောက်အောင်နဲ့စက်တူစက်ဖက်လုပ်ငန်းတွေကလည်းအမြတ်ဆုံးမြောက်များစွာရရှိမယ်။ကာလရှိကြဆုံးရှုံးတဲ့ကြွေးမိတဲ့ပြန်လည်ရရှိပြီးကြုံနေပါလေ။ငွေကြေးကန်အလုံးကောင်းစေတဲ့ အမှတ်သားလေးတစ်ခုဆိုရင်လည်းမမှားပါဘူးလက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ